အခုလက်ရှိမှာ American အစိုးရရန်တရားလဲပတ်မှုရပ်တန့်ပြီးရှတ်ဒေါင်းဖြစ်နေတာကိုပြန်ဖွင့်နိုင်ဖို့အတွက်အထက်လက်တော်တွေမှာကနအူးသဘောတူညီမှုရရှိသွားပါပြီ။အစကတော့အစိုးရဘတ်ဂျက်တဲ့အတွက်အစီအမံတွေကို Democratic နဲ့ Republican နိုင်ငံရေးအင်အားစုတွေညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့်အောက်တိုဘာ၁ရက်နေ့ကစပြီး American အစိုးရရှတ်ဒေါင်းဖြစ်နေခဲ့တာပါ။ဒါက American သမိုင်းမှာအချိန်အကြာဆုံး shutdown အနေနဲ့လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ November 9ရက်မှာတော့အင်ဖြူတော့ ဒီမိုကရက်တစ်နဲ့ရီပပ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တို့ဆွေးနွေးပြီးအ ਨੇ ဆုံးရေဒိုကာလတစ်ခုလောက်ဖြစ်ဖြစ်အစိုးရရှက်တောင်းကိုပြန်ဖွင့်ထားနိုင်မယ်သဘောတူညီမှု ရရှိခဲ့ပါတယ်။ဒါကလည်းရီပပ်ဘလစ်ကန်အမတ်တို့ကအမေရိကန်သမ္မတဘာရက်အိုဘားမားလက်ထက်မှာစတင်မိတ်ဆက်ခဲ့တဲ့ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ရေးအစီအစဉ်တွေကိုဆက်လက်ခွင့်ပြုထားဖို့လက်ခံခဲ့တာကြောင့်ပြည်လည်မှုရသွားတာပါ။အခုရရှိတဲ့သဘောတူညီမှုအရ January 30ရက်အထိအစိုးရကိုအင်ပြစ်အားပြစ်ပြန်လည်ပတ်နိုင်အောင် နှစ်ဖက်စလုံးကလက်ခံပေးရမှာဖြစ်ပြီးအဲ့ဒီအတော်တွင်အစိုးရဘတ်ဂျက်အစီအမံအစ်ကိုဆက်ပြီးတော့အကြေလည်ညှိနှိုင်းကြမှာဖြစ်ပါတယ်။လွှတ်တော်ကောင်ဆောင်တွေကတော့ရှတ်ဒေါင်းဟာကျေးဇူးတော်နေ့ရုံးပိတ်ရက်ကာလဖြစ်တဲ့နိုဝင်ဘာ29ရက်နေ့လောက်ကြာရင်တော့ပြီးဆုံးနှစ်ပြီးသားဖြစ်လိမ့်မယ်လို့ခန့်မှန်းကြပါရရှင်။